မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ grade 5မြန်မာစာကိုသင်ကြားပေးမယ် teacher မွန်ဖြစ်ပါတယ်ဒီချေကကုသိုလ်သမီးတို့ကိုသင်ခန်းစာ20ခွန်0အမှန်ဖတ်တော့အသင်သင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်စာရေးတဲ့အခါမှာမှန်တိုင်းရေးရပြီးဖတ်တဲ့အခါအတန်ထွက်တိုင်းဖတ်ရတယ်ဆိုတာကိုသိရှိလာမယ်ကလေးများကိုယ်တိုင်အရေးနဲ့အတန်ထွက်ကြွေးပြတဲ့စကားလုံးများကိုသိရှိပြီးပြပြတတ်လာမယ်။ တာလို့သမီးတို့ရေရော့မန်ဖတ်တော့အတန်ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီ channel တူတူလေးလာကြည့်ကြရအောင်ရေရော့မန်ဖတ်တော့အတန်ဆိုတာကစာရေးတဲ့အခါမှာသတ်မှတ်ထားတဲ့စာလုံးပေါင်းသက်ပုံအတိုင်းရေးရပြီးအများသုံးအတန်ထွက်အတိုင်းဖတ်ရပြောရတာမျိုးဖြစ်တယ်ဖတ်စာစာမျက်နှာ88ကိုကြည့်လိုက်ပါအောင်နော်ပေးထားတဲ့စကားလုံးတွေကိုအတန်ထွက်ပြီးဖတ်ကြည့်ကြရအောင်။စပယ်ပန်းလို့ရေးပြပေးမိမယ်။ဖတ်တဲ့အခါမှာတော့စပယ်ပန်းလို့အတန်ထွက်ပတ်တယ်နော်။ ီချေတို့တာရကစာကြောင်းကိုဖတ်ကြည့်ကြမယ်။ရေးတဲ့အခါမှာရန်ကုန်လို့ရေးပေးမယ်။အတန်ထွက်ပတ်တဲ့အခါမှာတော့ရန်ကုန်လို့အတန်ထွက်ပတ်တယ်နော်။ရေးတဲ့အခါမှာတော့ကန်စွန်ရွယ်လို့ရေးပေးမယ်။အတန်ထွက်ပတ်တဲ့အခါမှာတော့ကစွန်ရွယ်လို့အတန်ထွက်ပတ်တယ်နော်။ရေးတဲ့အခါမှာတော့ပန်းကန်လို့ရေးပေးမယ်။အတန်ထွက်ပတ်တဲ့အခါမှာတော့ပကန်လို့အတန်ထွက်ပတ်တယ်နော်။ရေးတဲ့အခါမှာတော့ပညာလို့ရေးရပေးမယ်။အတန်ထွက်ပတ်တဲ့အခါမှာတော့ပညာလို့အတန်ထွက်ပတ်ရရတယ်နော်။ ရေးတဲ့အခါမှာတော့ခဲတန်လို့ရေးပြီးမယ်အသံထွက်ဖက်ခဲ့အခါမှာတော့ခဲတန်လို့အသံထွက်ဖက်ရရယ်နော်ရေးတဲ့အခါမှာတော့ဂူတင်လို့ရေးရပြီးမယ်အသံထွက်ဖက်တဲ့အခါမှာတော့ဂဒင်လို့အသံထွက်ဖက်တယ်နော်ရေးတဲ့အခါမှာတော့ပဲကူလို့ရေးရပြီးမယ်ဒီလိုအသံထွက်ဖက်တဲ့အခါမှာတော့မကိုးလို့အသံထွက်ဖက်ရတယ်ရေးတဲ့အခါမှာတော့ဘူးရာလို့ရေးပြီးမယ်အသံထွက်ဖက်တဲ့အခါမှာတော့ဖျားလို့အသံထွက်ဖက်တယ်ရေးတဲ့အခါမှာတော့ကန့်ကော်ပန်းလို့ရေးပြီးမယ် အတန်ထွက်ပတ်တဲ့အခါမှာတော့ဂန်ဂောပန်လို့အတန်ထွက်ပတ်တယ်နော်ရေးတဲ့အခါမှာတော့စံကဝါပန်လို့ရေးပြီးမယ်အတန်ထွက်ပတ်တဲ့အခါမှာတော့စကဝါပန်လို့အတန်ထွက်ပတ်တယ်ရေးတဲ့အခါမှာတော့ပုလဲလို့ရေးပြီးမယ်အတန်ထွက်ပတ်တဲ့အခါမှာတော့ပလဲလို့ဖတ်ရတယ်နော်ကလေးတို့ကိုယ်တိုင်လည်းနေ့စဉ်သုံးပြောစကားတွေထဲမှာအခုလိုအရေးနဲ့အတန်ထွက်ကွဲပြားတဲ့စကားလုံးလေးတွေကိုရှာပြီးပြောကြည့်ကြရမယ်။ဒီချေခုတင်ကြခဲ့တဲ့ရေတော်အမှန်ဖတ်တော်အတန်သံငန်းစာကိုနားလည်မယ်လို့မျှော်လင့်ပါရစေ။ ဒီချေတို့နောက်စာသင်ချိန်မှပြန်တွေ့ကြမယ်နော်